မင်္ဂလာပါရှင်။ဗမာခေတ်တဲ့သတင်းဌာနမှပြန်နေကြိုဆိုလိုက်ပါရရှင်။မြန်မာ့ရဲ့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးသတင်းအုပ်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခိုင်ကပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ စစ်ကောင်စီကဆုံရှုံနယ်မြေများအမြန်ဆုံးပြန်လည်သိမ်းယူရေးထိုးစစ်များစတင်ပြီဖြစ်ပြီးမိုရင်းကာလာတွင်မှလေကြောင်းတိုက်ခိုက်မှုများနဲ့နယ်မြေရှင်းလင်းမှုများပါဆက်လက်လုပ်မည်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။အကြံဘက်စစ်ကောင်စီကဆုံရှုံနယ်မြေများကိုအမြန်ဆုံးပြန်လည်သိမ်းယူရရှိရေးထိုးစစ်ကြီးများကိုယခုမေလနောက်ပိုင်းတွင်စတင်ပြီဖြစ်ပြီးမိုရင်းကာလာတွင်မှလေကြောင်းတိုက်ခိုက်မှုများနဲ့နယ်မြေရှင်းလင်းမှုများကိုအဆက်မပြတ်လှုပ်ဆောင်သွားရန်မင်းအောင်လှိုင်ဦးစီးသောစစ်ရေးဆိုင်ရာအစည်းအဝေးကဆုံးဖြတ်လိုက်ကြောင်းသိရှိရသည်။မေလ15ရက်နေ့မေလ16ရက်နေ့အပအဝင်မေလ ယ်ပိုင်းနေပြီးတော့စေယုံကျုပ်တွေမင်းအောင်လိုင်ဦးဆောင်သောစစ်ရေးဆိုင်ရာစည်းဝေးများတွင်လာမည့်ရွေးကောက်ပွဲအတွက်ဆုံရှုံနေမည်များကိုအမြန်ဆုံးပြန်လည်တင်ပိုင်နိုင်ရေးထိုးစစ်ဆင်များဆက်လက်လှုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ကြောင်းလေးချောင်းတိုက်ခိုက်မှုများနေပြည်တော်ရှင်းလင်းမှုများကိုပါလာမည့်မိုးရင်းကာလတွင်မှာအဆက်မပြတ်လှုပ်ဆောင်ရန်ဆုံးဖြတ်သဘောတူလိုက်ကြောင်းသိရှိရသည်ဆုံးရှုံးနယ်မြေများပြန်လည်လျရှိရေးထိုးစစ်များတွင်စစ်မှုရန်တင်းနေစဉ်တပ်သားတပ်များအင်အားကိုအဓိကထားသုံးပြုမည်ဖြစ်ပြီးလက်ယုံတပ်များတိုက်ခိုက်ရေးတပ်များနှင့်အတူတွဲဖက်မည်ဖြစ်ကြောင်းလေးချောင်းတိုက်ခိုက်မှုများကိုလည်းစစ်က ောင်းထိုးချိန်ဇက်တိုက်ပံမိုးကွင်ကြီးသွားရင်ရှိချောင်းသိရှိရသည်ဒီမိုရင်းမှာလေထိုးစစ်တွေလေးချောင်းတိုက်ခိုက်မှုတွေနေမြေရှင်းလက်မှုတွေရှိမယ်အင်အားလုံးရဲ့နဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးဝင်ရောက်လာတာတွေရှိလိမ့်မယ်နောက်၆လအတွင်းရသည်မြနေမြေတွေအကုန်ပြန်ရစေဖို့ဥတီထားတယ်လို့သိရတယ်ဟု နေပြည်တော်စည်ရဲတွင်ရင်းမြကပြောဆိုသည်စစ်ကောင်စီကဆုံးရှုံးနေမြများပြန်လည်တိုက်ယူမြို့ဦးစားပေးများတွင်ရှမ်းပြည်မြောက်ပိုင်းရှိန်နောင်ချိုအပောင်းဝင် TNL သိမ်းပိုက်ထားသောမြို့နယ်များ၊စကိုင်းတိုင်း၊တနင်္သာရီတိုင်း၊ကရင်နီ၊ချင်းပြည်နယ်တို့ကဦးစားပေးဖြစ်ပါဝင်ပြီးရခိုင်၊ကချင်ပြည်နယ်၊ပဲခူးတိုင်းနှင့်မကွေးတိုင်းတို့တွင်စစ်ကြောင်းထုတ်မှုများဇက်တိုက်ဆောင်ရွက်ရန်ရှိကြောင်းသိရှိရသည်။ဆလဘီ ကျောင်းသားကလေးငယ်များကိုဘုံကျဲတက်ဖြတ်ပြီးနောက်လေတဲအရာရှိနေပြရင်လာရောက်နေထိုင်ကြရင်စစ်ကောင်စီညွှန်ကြားဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စည်ရည်ပြမှတ်မှုသည့်ကျောင်းဆေးနှင့်ဆေးရုံများကိုဘုံကျဲ၍လူအစုလိုက်ပြုံလိုက်သိမ်းဆုံးခဲ့ရပြီးနောက်တာဝန်ရှိသည့်လေတဲအရာရှိနှင့်မိသားစုဝင်များကိုနေပြရနေမြေအတွင်းလာရောက်နေထိုင်ကြရင်စစ်ကောင်စီကညွှန်ကြားထားကြောင်းသိရသည်။ဒီပင်းမြို့နယ်အိုထိန်တွင်းရွာရှိကျောင်းသားကလေးငယ်များအပါအဝင်အပြစ်မဲ့အရက်သားပြည်သူနှင့်လေကျောင်းမှဘုံကျဲခြင်းကြောင့်အစုလိုက်ပြုံလိုက်သိမ်းဆုံးခဲ့ရသည့်အတွက်အဆိုပါလောက်ရက်ကိုစစ်ကောင်စီနှင့်လေတဲအရာ ရှိများတောင်းခံရမည်ဟုတော်လင်းတပ်ဖွဲ့များကထုတ်ပြန်ခဲ့တယ်။တော်လင်းတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များတွင်ထွက်ပေါ်လာပြီးနောက်စစ်ကောင်စီကလေတပ်မိသားစုဝင်များကိုတရင်ဌာနချုပ်များနှင့်နေပြည်တော်တွင်ပြောင်းရွှေ့နေထိုင်ကြရန်အမိန့်ထုတ်ထားကြောင်းသတင်းရမျက်ထံမှသိရသည်။ ်လေတက်ကမိသားစုတွေကတက်ထဲမှာလိုက်နေတာလေးရှိတယ်မနေတာလေးရှိတယ်တက်စကန်ဌာနချုပ်မှာရောင်းနေတဲ့သူတွေအားလုံးကိုရဲ့မိခင်တက်တွေမှာပြန်နေဖို့ပေါ့တကယ်လို့မိခင်တက်ရင်တွေမှာမနေခြင်းမူမနေပြဖို့ဆိုရင်လေနေပြီးတော့ကောင်းစင်းနဲ့မြေထဲမှာလာနေဖို့ဆိုပြီးကကလေကဝရဲ့ဦးစည်းချုပ်လေရုံကနေထုတ်ပြန်ထားတယ်လို့သိရပါတယ်ဟုစီရီယန်စစ်သားဗိုလ်ကြီးစင်ရောက AR တိုင်းကိုတီးပြပြောတယ် စစ်ကောင်စီသည်ပြီးခဲ့သည့်မေလ12ရက်နေ့ကစကိုင်းတိုင်းဒီပင်မြို့နယ်အိုထိန်တွင်ကြေးရွာချတဲ့ကြောင်းကိုလေကြောင်းမှကလပ်စတာဘုံများဖြင့်ကျေးချတိုက်ခိုက်ခဲ့သည့်အတွက်အသက်18နှစ်မှ18နှစ်အတွင်းကလင်းငယ်22ဦးနှင့်ဆီယမ2ဦးတို့သေဆုံးခဲ့သည်အဆိုပါသေဆုံးမှုကိုစစ်ကောင်စီဘက်က၎င်းတို့လက်ချက်မဟုတ်ကြောင်းပြောင်းကြကြညင်းဆိုခဲ့သည့်အပြင်စစ်တပ်ထောက်ခံဝါရဖြန့်သူများကလူမှုကွန်ရက်စာမျက်နှာနှင့် Telegram Channel များတွင်တော်လိန်တပ်ဖွဲ့များကိုအပြစ်တင်လွှဲချပုံဖြတ်ပြောဆိုမှုများပြုလုပ်ခဲ့သည် ထို့ပြင်စစ်ကောင်စီကဧပြီလအတွင်းတပိတ်ချင်းမြို့နယ်တွင်ရှိရေထွက်နှင့်လေကျကြေးရွာများကိုနေစဉ်ပုံကျဲတိုက်ခိုက်ခဲ့ရာကလင်းငယ်များအပါအဝင်လူပေါင်းတာဆင်ကျော်ရေးတိုက်ဆုံခဲ့သည်။စစ်ရေးပြတ်မှတ်မဟုတ်သည့်အနေအမြများကိုစစ်ကောင်စီကဖြတ်အားပြင်းပုံများတုံးရေးလေကျောင်းတိုက်ခိုက်ပြီးနောက်၎င်းတို့လေတပ်ရရှိများကိုပုံမလုံးကြုံသည့်နေရာများတွင်နေထိုင်ကြရန်အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။စစ်ကောင်စီကပြည်သူနှင့်၎င်းတို့၏စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုခွဲခြားပြီးပြည်သူလူထုကိုနေစဉ်ပုံကျဲတပ်ဖြတ်ပြီး၎င်းတို့တပ်ဖွဲ့ဝင်များ၏လုံခြုံရေးကိုအလေးထားဆောင်ရွက်နေခြင်းဖြစ် ြစ်ကြောင်းစစ်ကောင်စီလုံရက်များအရာသိရှိရသည် ဆလန့်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီလက်ထက်ပညာရေးစနစ်တိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ဦးစစ်ကောင်ဆောင်လိန်လယ်ပြောဆိုရတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။စာတင်ကြောင်းများနဲ့ဘာသာရေးအဆောက်အအုံများကိုနေ့စဉ်ရက်ဆက်ပုံချေတိုက်ခိုက်နေသည့်စစ်ကောင်စီသည်ပညာရေးစနစ်တိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့သည်ဟုမင်းအောင်လိုင်ကလိန်လယ်ပြောဆိုနေသည်။အာဏာသိမ်းနောက်ပိုင်းစစ်ကောင်စီအုပ်ချုပ်မှု၄နှစ်တာကာလတွင်ပညာရေးစနစ်ကိုမြင့်တင်ရန်လက်တွေ့ကျသောဆုံးဖြတ်ချက်များကိုချမှတ်ကကောင်းထည်ဖော်ခဲ့ပြီးတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့သည်ဟုမင်းအောင်လိုင်ကပြောသည်။မေလ၁၉ရက်နေ့နေ့ပိုင်းကနေပြည်တော် ော်ရင်ပြုလုပ်သောစစ်ကောင်စီလုပ်ငန်းညှိနှိုင်းစည်းဝေးမှာအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်နိုင်ငံရေးတမိုင်းကြောင်ထောက်ထားများကိုလေးလာကြည့်မိဆိုပါကသိရှိနိုင်ပြီဖြစ်ပါကြောင်းရှေးပြင်းများလက်ထက်ကဥရောပနိုင်ငံများသို့ပညာတော်သင်များဆေးလုပ်ခဲ့သည့်တမိုင်းမှတ်တမ်းများလည်းရှိခဲ့ကြောင်းမိမိတို့အနေဖြင့်ရှေးပြင်းများခေကနိုင်ငံတော်၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များနှင့်ခေတ်ဆက်ဆက်၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များကိုပြန်လည်လေ့လာသုံးသပ်ရလိုအပ်မည်ဖြစ်ကြောင်းပညာရေးအားနည်းမှုများနှင့်ပတ်သက်ပါကပြုပြင်ပြောင်းလဲဆောင်ရွက်မှုများစွာဆောင်ရွက်ရေ င်မြင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းမိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်နိုင်ငံတော် တာဝန်များကိုထမ်းဆောင်နေခြင်းနဲ့အတင်းပညာရေးနှင့်ပတ်သက်၍များစွာမြင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းစစ်ကောင်ဆောင်ကဆိုသည်ထို့ပြင်တက္ကသိုလ်ဝန်ထမ်းဆောင်မှုဝယ်ဖြည့်ဆိုးတော်လေးမအောင်မြင်သောကျောင်းသားများအတွက်လုပ်ငန်းခွင့်ဝင်နိုင်စေရန်ကွန်ပျူတာလေ့လာမှုများနဲ့ဤပညာများပေါင်းစပ်ထားသည့် Polytechnic University များတည်ထောင်ခြင်းသည်အောင်မြင်ခဲ့ပြီးမြင်သာထင်သာသောရလဒ်များရရှိသည်ဟုဆိုသည်ပြီးခဲ့သည့်မတ်လ28ရက်တွင်လှုပ်ခတ်ခဲ့သည့်ငလျင်ကြီးဖြစ်ပေါ်ခဲ့ခြင်းနှင့်တက္က တော်ဝင်ဆောင်ဝယ်ဝယ်အတွက်အပြည့်အစုံထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက်ဆောင်ဝယ်ဝယ်ပြန်လည်ဖြည့်ဆို့ရန်စီစဉ်ဆောင်ရွက်ခဲ့သည်ဟုမင်းအောင်လိုင်ကဆိုသည်။အာနာသိန်းစစ်ကောင်စီသည်ပညာရေးစနစ်ကိုကောင်းမွန်လှုပ်ဆောင်နေကြောင်းတစ်ဖက်ကတွင်တွင်ပြောဆိုနေတော်လဲနိုင်ငံအနှံ့နေစဉ်လေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုများကြောင့်အရက်သားများတေဆုံမှုရှိနေသည်။ စကိုင်းတိုင်းဒီပိန်မျိုးနဲ့အိုတိန်တွင်ကြေးရွာကိုလည်းမေလ12ရက်နေ့ကစစ်ကောင်စီလေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ဆီယမ2ဦးအပါဝင်ចောင်းသား24ဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူ60ဦးထပ်မံရှိခဲ့သည်။လာမည့်မေလ22ရက်နေ့မှာမြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်ကចောင်းများပြန်လည်ဖွင့်လှစ်နိုင်မှုလဲသက်ဆိုင်ရာဝန်ကြီးဌာနများကိုစစ်ကောင်စီကပြောဆိုခဲ့သည်။ 2024-2025ပညာသင်နှစ်အတွက်တိုင်းနယ်ပြည်နယ်ဒေသရှိအခြေခံပညာကျောင်းများ၊ကိုပိုင်ကျောင်းများနဲ့ဘုံတော်ကြီးသင်ပညာရေးကျောင်းများ၌မေလ23ရက်မှစွန်လ9ရက်ထိကျောင်းအနှံတို့69သိန်း6362ဦးရှိကြောင်းစစ်ကောင်စီကစွန်လ9ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဘုံမူကြီးစောထူးထူးလေးကွယ်လွန်ခြင်းမှာတော်လိုင်းအတွက်ကြီးမားသည့်ဆုံးရှုံးမှု KNU ပြောဆိုရတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ဘိုးစီရေးနိုင်ငံရေးအကြံပေးဘုံမူကြီးစောထူးထူးလေးကွယ်လွန်ခြင်းပေါ် KNU ဘိုးကယနေ့မေလ20ရက်တွင်ထုတ်ပြန်ခဲ့ရာ၎င်းအားဆုံးရှုံးရမှုသည်ကရင်အမျိုးသားတော်လိုင်းအတွက်ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပြီးကျန်ရင်းသူမိသားစုနှင့်ထပ်တူဝန်နေရာကြောင်းဖော်ပြသည်။မေလ18ရက်ညပိုင်းကကွယ်လွန်ခဲ့သည့်ဘုံမူကြီးစောထူးထူးလေးအထောက်ပတ်တွင် ဒေါ်လန်ရေးဖြတ်တမ်းမှုသမိုင်းကိုယနေ့ထုတ်ပြန်ခဲ့ရာအထပ်ပါအတိုင်းဖော်ပြခဲ့ခြင်းဖြစ်သည်2012ခုနှစ်မှကွယ်လွန်ခြင်းအထိ KNU ဘိုဟီအကြံပေးတာဝန်ထမ်းဆောင်ခဲ့သည့် KNU တွဲဖက်အတွင်းရေးမှူးတဲဟောင်းဘိုမူကြီးစောတူတူလေးသည်ကွယ်လွန်ခြင်းနှင့်အသက်88နှစ်အရွယ်ရှိပြီဖြစ်သည် KNU ယနေ့ထုတ်ပြန်ချက်တွင်ဘိုမူကြီးစောတူတူလေးဒေါ်လန်ခင်ယူချက်ကိုဖော်ပြထားရာဘိုမူကြီးစောတူတူလေးသည်ကရင်အမျိုးသားရဲ့အတွက်မျိုးချစ်စိတ်အပြေအဝရှိသူတူဖြစ်ပြီးပေးရသောစည်ရေးတာဝန်များကိုခြေဝန်စွာထမ်းဆောင်ခဲ့ဟုဖော်ပြသည်ထို့ပြင်နာအဖဆေ ိုးရဥသိမ်းစိန်အစိုးရ NLD အစိုးရများနဲ့ငြိမ်းချမ်းရေးဆွေးနွေးရန် KNU ကိုယ်စားလှယ်ဖြင့်တာဝန်ဆင်ဆင်ပေးရသဖြင့် KNU ကရင်အမျိုးသားအစည်းအရုံးမှချမှတ်ထားသောငြိမ်းချမ်းရေးမူလန်းစဉ်အတိုင်းရပ်တည်၍နိုင်ငံရေးစကားဝိုင်းများတွင်ရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်ဟုဆိုသည်ပေါ်မူကြီးစောတူတူလေးကွယ်လွန်မှုအပေါ်မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်အို ABSDF တို့ကဝန်ထမ်းကျောင်းတဝန်လာပေးပို့ခဲ့သည် ဖိုးမိုးချင်းစောတူတူလေးကိုလွန်ခြင်းနဲ့ကျင်းရင်သူမိသားစုအတွက်တာမကကရင်အမျိုးသားတို့ကြီးတရက်လုံးနဲ့မြမနိုင်ငံရဲ့အတွက်အစားထိုးရမရတဲ့ကြီးမားသောဆုံးရှုံးမှုဖြစ်ကြောင်း NUG ဝန်ထမ်းကြောင့်တွင်လာနိုင်ဖော်ပြသည့် NUG နိုင်ငံသားဝင်ကြီးဒေါ်စင်မအောင်ကလည်းဖိုးမိုးချင်းတူတူလေးကိုလွန်ခြင်းပေါ်ဝန်ထမ်းကြောင့်လူမှုကွန်ရက်၌ရှင်းတာခဲ့သည် ခရင်လူမျိုးရဲ့အတွက်ဆန်းဆန်းတမန်ဆောင်ရွက်ခဲ့တဲ့ခေါင်းဆောင်တို့ဖြစ်တယ်လို့ NUG PDF တွေပေါ်အကောင်းဆုံးကိုညီဆောင်ရွက်ပေးခဲ့ရည်တည်ပေးခဲ့အကြံဉာဏ်ပေးခဲ့တဲ့ခေါင်းဆောင်တို့လို့လည်းဆိုနိုင်ပါတယ်ဟုဝန်ကြီးတော်ဆင်မအောင်ကရှင်းသားထားတယ်။ပုံမူကြီးစောတူတူလေးတော်လိုင်းရင်ဖြတ်တမ်းမှုတမိုင်းကိုဖော်ပြခဲ့ရာဥပဒေဘွေရတို့ဖြစ်တဲ့၎င်းသည်1986ခုနှစ်တွင်ဗအန်မျိုးတို့ရောက်ရှိလာပြီးမြို့နယ်တရားရုံးနှင့်ဥပဒေအရာရှိဖြစ်တောင်းအထမ်းဆောင်ခဲ့သူဟုဖော်ပြသည်။တောင်းအရာကြေးရွာများသို့လိုက်လံလှည့်လည်ခြင်းကြေးရွာများ၌မြမတက်မတော်မှကြေးရွာသို့ ြေးရွာသားများအနှင်ပန်းနှိပ်စက်ခြင်းတပ်သားများအတွက်အတင်းအဓမ္မလှူအားပေးခိုင်းစေခြင်းပြည်စီများတင်ယူခြင်းနှင့်ရွာသားများအတွက်လုံခြုံမှုမရှိခြင်းများကိုကိုယ်တိုင်မြင်တွေ့ကြရပြီးနောက်နိုင်ငံရေးတွင်ပုံမှုတရေချဲ့၍တက်ကြစွာပါဝင်လာပြီးခရင်လူငယ်များကိုနိုင်ငံရေးအသိရှိလာစေရန်လှုံ့ဆော်ပေးခဲ့သည်ဟုဆိုသည်1989ခုနှစ်နှောင်းပိုင်းတွင်ထိုင်းမြန်မာနယ်စပ်အနေရှိခရင်အမျိုးသားအစည်းအရုံးဌာနချုပ်သို့ရောက်ရှိလာပြီး KNU နှင့် UG လှုံ့ဆော်မှုများစတင်လှုံ့ဆော်ခဲ့ရမြန်မာစစ်တပ်ထောင်လင်းရေးများ၏စောင့်ကြည့်ခြင်းခံရသည့်အတွက် 1989ကိုဇွန်လ18ရက်တွင်မိသားစုနှင့်အတူဗဟန်မျိုးမှထွက်ခွာပြီး KNU တပ်မှချအုပ်ချုပ်ရေးနယ်မြေဖလူးသို့ရောက်ရှိလာပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တရင်တရာတင်၌အမျိုးသားတော်လှန်ရေးအားထဲထဲဝင်ဝင်စတင်လှုပ်ဆောင်ခဲ့ဟုဖော်ပြသည်။ 1980မတ်လတွင်ဖော်ပွန်ဒေတာစစ်မျက်နှာသို့တောင်းပေးခြင်းခံရပြီးဧပြီတွင်ဂရိုင်းတီတိုက်ပွဲအတွင်နားတံရရရှိခဲ့ရာမာနေဘလောဌာနချုပ်တို့ပြန်လည်စေကူတော်မှုခံရခဲ့တော်လဲဘဲဘန်နာအကြအာယုံဆုံးရှုံးခဲ့ရသည်ဟုဆိုသည်ထို့နောက်ဘူဂျီအစင်တို့ရာထူးတုံမြင့်ခံခဲ့ရပြီးတရားစီရင်ဌာနတို့ပြောင်းရွှေ့တောင်းပေးရခဲ့ကြောင်းထို့ပြင်ကရင်အမျိုးသားကောင်ရီတပ်ဖွဲ့စစ်စည်းရေးဌာနတွင်လည်းကူညီခဲ့ပြီးဖန်ခိုင်တပ်မှခုနှစ်တရားရေးအကြံပေးဖြင့်တောင်းအပ်ရှုခဲ့သည်ဟုဖော်ပြသည် 1984ခုနှစ်တိုင်းနေဆက်ဒေတာတွေတိုက်ပွဲများပြင်းထန်လာပြီးကရင်ပြည်သူများထိုင်းနိုင်ငံသို့ထွက်ပြေးခိုလုံနေရသည့်အတွက် KNU သည်ကရင်ဒုက္ခသည်များကိုကူညီရန်ကရင် Refugee Committee KRC အဖွဲ့စည်းခဲ့ရာပုံမူကြီးစော်တူတူလေးကို KRC ရင် Travel တင်ရွေမှုအဖြစ်တောင်းပေးရခဲ့သည်